တရရပဲစီမတ်လ18ရက်တနင်္လာနေ့ညနေခင်းရုပ်သံသတင်းတွေကိုပြန်လည်တင်ဆက်ပေးပါရမယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့မိုးရဲတိုက်ပွဲမှာတရက်အတွင်းစစ်ကောင်စီအနည်းဆုံး15ဦးသေဆုံးခဲ့ပြီးတော်လိုင်းရေးတပ်ဖွဲ့ဘက်ကလက်နက်ခဲယံတချို့သိမ်းဆီးရမိပါတယ်။မိုးပြင်းမှာတရက်အတွင်းနေအိမ်လေးလုံးထပ်မံမိလောက်ပျက်စီးခဲ့ပါတယ်။ကုညီမှုရပ်တက်သွားတဲ့ WFP ကထိခိုက်လွယ်သူအုပ်စုကိုဦးစားပေးအရေးပေါ်ကူညီသွားမယ်လို့သိရပါတယ်။ ဆစ်ဆောင်စခန်းတနေရာမှာနွေရာဒီတော်မီအန်ဒီရဲ့ဆိုရင်တာကြောင့်မိသားလမ်းတွေကြိုတင်ပြင်ဆင်မှုပြုလုပ်နေကြပါတယ်စတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာမရှင်။မိုးပြင်းမြို့မှာတော်လာရေးတပ်ဖွဲ့နဲ့စစ်ကောင်စီတပ်တို့နှစ်ဖက်တိုက်ပွဲနှိမ့်ဆဖြစ်ပွားနေပြီးတရက်တွင်းစစ်ကောင်စီတပ်သားအနည်းဆုံး15ဦးသေဆုံးခဲ့ပါတယ်။ဒါရီပြင်စစ်ကောင်စီစီကလက်နက်ခဲယားပစ္စည်းတချို့ကိုလည်းသိမ်းဆည်းရမိတယ်လို့အမတ်တစ်ဗျူဟာမှရှမ်းတောင်စစ်ဒေသခွဲရဲ့တရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတို့က ကန်နိုရီထိုင်းကိုပြောပါရယ်မတ်လ14ရက်နေ့တိုက်ပွဲတွင်စစ်ကောင်စီဘက်က15ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လက်နက်ကိုလက်နဲ့ဆက်ဆက်ပစ္စည်းတချို့သိမ်းဆီးရမိတာပါစစ်ကောင်စီကမိုးပြင်းမြို့ကိုပြန်လည်ရရှိဖို့2024ဒီဇင်ဘာလကစပြီးအခုချိန်ထိလူအေအားလက်နက်အေအားတွေပြင် drone လက်နက်ကြီးပစ်ခတ်တာနဲ့လေချောင်းကနေဘုံကျဲတိုက်ခိုက်နေပြီးအပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်ဒေါ်လာရေးအားစုတွေဖြစ်ကြတဲ့ ရှမ်းတောင်စစ်ဒေသခွဲအနှက်တစ်ဗျူဟာဂရီနီမျိုးသားများကာကွယ်ရေးတပ်နဲ့တခြားတပ်ပေါင်းစုတွေကပြည်လဲခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီထိခိုက်သေးဆုံးမှုရှိသလို KDF တပ်ရဲ၃မှရဲဘော်တို့ဦးကြဆုံးခဲ့တယ်လို့မတ်လ15ရက်နေ့မှာ KDF တပ်ရဲ၃ကထုတ်ပြန်ထားပါတယ်။မုံမြင့်မျိုးမှာစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်မတ်လ16ရက်တရက်ထဲမှာပဲနေအိမ်လေးလုံးထပ်မံပြစ်စီသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတို့ကကန်ဒရီထိုင်းကို ပြောပါတယ်။မိုးပြဲတိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ဒီဇင်ဘာလကစလို့စစ်ကောင်စီကလက်နက်ကြီးပစ်ခတ်တာ၊လေကြောင်းပုံကျဲတာ၊ဒရုန်းနဲ့မီးလောင်ဖို့အသုံးပြုတာတွေကြောင့်နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ပါတယ်။စစ်ရေးပြင်းထန်မဟုတ်တဲ့ပြည်သူနေအိမ်အဆောက်အဦရှိတဲ့နေရာတွေကိုလည်းလက်နက်ကြီးဒရုန်းတွေနဲ့စစ်ကောင်စီကပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်မတ်လ3ရက်နေ့ကနေ15ရက်နေ့အထိ15ရက်နေ့အတွင်းကို နေအိမ်15လုံးနဲ့ထည့်ပြည့်စည်ခဲ့တယ်လို့ KDF ကမတ်လ15ရက်နေ့မှာထုတ်ပြန်ပါတယ်တိုက်ပွဲဖြစ်ပွားနေတာကြောင့်မိုးပြဲဒေသခံတွေဟာနေအိမ်တွေကိုတက်ရှိရေးပြန်မလုံနိုင်တဲ့အတွက်တရွက်6မြက်6ကနေတဆင့်မီးလောင်ကူးစက်မှကိုလည်းစိုးရိမ်နေကြတာပါတနည်းကြော်ကြာတော်လိုက်ရေးတစ်ခွက်ထိန်းချုပ်ထားတဲ့မိုးပြဲမျိုးကိုစက်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်လူအီအား drone နဲ့လက်နက်အင်အားတွေပို့မှုအသုံးပြုလာပြီးထိုးစစ်ဆေးတိုက်ခိုက်နေတာကြောင့် တလိုင်းရင်ပူပေါင်းတက်ဖွဲ့ဘက်ကလည်းခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။ရန်ပုံငွေအခက်အခဲကြောင့်မြန်မာနိုင်ငံတွင်အသက်ကယ်ဆယ်ရေးစာနာရိတ်ခါဆက်လက်ပေးဝေနိုင်တော့မှာမဟုတ်ဘူးလို့ WFP ကထုတ်ပြန်ပါတယ်။ဒါပေမဲ့ထိခိုက်လွယ်သူအုပ်စုကိုတော့ဆက်လက်ထောက်ပတ်သွားမယ်လို့ WFP မြန်မာနိုင်ငံဆိုင်ရာရုံးပြန်ကြားရေးတာဝန်ခံကကနုရီထိုင်းကိုပြောပါတယ်။လာမယ့်ဧပြီလကစလို့မြန်မာနိုင်ငံအတွင်းအရေးပေါ်လူမှုအကူအညီတွေကို ရပ်ဆိုင်ရတော့မှဖြစ်တယ်လို့ပြီးခဲ့တဲ့ match လ14ရက်နေ့မှာ WFP ကထုတ်ပြန်ခဲ့တာပါ။နေ့တနည်းရဲ့စာနာရိတ်ခါအလို့အဆုံအချိန်ဖြစ်တဲ့ဇူလိုင်ကနေစက်တင်ဘာလအထိကိုတော့လူဦးရေ3သိန်းအတွက်အရေးပေါ်ထောက်ပံ့ပေးမယ်လို့ဆိုပါတယ်။ထိခိုက်လွယ်သူအုပ်စုတွေပြင်စာနာရိတ်ခါလိုအပ်ချက်တွေအမြင့်မားဆုံးဖြစ်တဲ့ပြစ်ပခဖြစ်ပွားတဲ့ဒေတာတွေကိုဦးစားပေးသွားမှာဖြစ်ပြီးရဲရွာလူထုနဲ့နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပြီးရွေးချယ်သွားမှာဖြစ်တယ်လို့လည်းဆိုပါတယ် WFP ကမြန်မာနိုင်ငံတဝမ်းလူဦးရေတသန်းကျော်အတွက် စားနပ်ရိက္ခာကူညီထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။အခုလိုကူညီမှုရပ်ဆိုင်းလိုက်တာကြောင့်စားနပ်ရိက္ခာရရှိဖို့အတွက် WFP ကိုမိခိုနေရတဲ့ရိုဟင်ဂျာတွေပါဝင် ရခိုင်ပြည်နယ်အလဲပိုင်းကနေရဆုတ်ခွာသူတသိန်းဟာအ धिक ထိခိုက်သွားမှာပါ။မြန်မာနိုင်ငံတဝမ်းလူဦးရေ15ဒသမ2တန်းလောက်ကတနည်းသာစားနပ်ရိက္ခာလိုအပ်ချက်မပြည့်မီနိုင်တဲ့အရေးနဲ့ကြုံတွေ့နေရတာဖြစ်ပြီးအဲ့ဒီထဲမှာ လူဦးရေ2.3တန်းလောက်ကဆာလောင်မှုတင့်မှုတံကိုရင်ဆိုင်ကြွတွေ့နေရတယ်လို့ WFP ကပြောဆိုထားပါတယ်။ Time Grading နဲ့ဆက်ဆက်ဆောင်စခန်းတနေရာမှာနေရာဒီတော်မီအန်ဒီရဲ့ကိုကြိုတင်ကာကွယ်နိုင်ဖို့အတွက်စပေးရှောင်းစခန်းပပလက်လေးကိုတက်ရှင်ရေးပြုလုပ်ပြီးမီတာလန်ပြင်ဆင်ပြုလုပ်ကြတယ်လို့အုတ်ထုတ်ရေးတာဝန်ရှိသူတို့ကပြောပါတယ်။ဒီကနေ့မတ်လ18ရက်နေ့ကစလို့ မိဘအန်ဒီရဲ့ကြိုတင်ကာကွယ်ဖို့ဆွရှောက်စခန်းတွင်မှာမိခင်စောက်သူတွေစတင်ထားရှိကြပါတယ်။ဆွရှောက်နေပြည်သူလူထုတွေကိုမလိုအပ်ပဲမင်းမရှိကြဖို့တတိပေးပြောဆိုထားတယ်လို့လည်းရက်ွက်အုပ်ချုပ်ရေးမှူးတူကတိုက်တွန်းပြောဆိုထားပါတယ်။အဲဒီဆွရှောက်စခန်းမှာရက်ွက်6ခုအထိရှိပြီးရက်ွက်တိုင်းကိုမီတာလာပြုလုပ်ထားတယ်လို့နှစ်ပတ်မှတစ်ကြိမ်မီတာလာနေရာရှိတဲ့နေရာတွေကို အမိုက်တီရွက်6တွင်မကြရောက်ဖို့ တ်ရှိရေးပြုလုပ်သွားမယ်လို့လည်းဆိုပါရယ်အဲ့ဒီဆွရှောက်စခန်းမှာ green bee ဒေတာအသီးသီးကဆွရှောက်တွေလာရောက်သိမ်းရှောင်နေကြတာဖြစ်ပြီး h 400ကျော်လူဦးရေ3000နီးပါးရှိတယ်လို့သိရပါရယ်ရှင်ကနော်ဝရီထိုင်းသတင်းဌာနရဲ့ National 18ရဲ့တနင်္လာနေ့ညနေခင်းရက်တာသတင်းတွေကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်တ िश ူအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ green bee သူဗီတာအားလုံးအချက်အသေးဘွားကနေအမြင်ဆုံးလို့ညကြပါစီရှင်ကျမမော်လေးညပါ